ပကိုးမှာအသက်16နှစ်အရွယ်ចောင်းသားကို ပြန်မေးဆွဲငုံညှိပြီးရရဆက်ဆက်တတ်လိုက်ကြတဲ့တရားခံတွေကိုဖမ်းပြီးပကိုးမှာမိဘတွေထံကနေအကြက်ကင်ငုံညှိလို့တဲ့အတွက်ပြန်မေးဆွဲခဲ့ကြရမှာအသက်16နှစ်အရွယ်ခွန်တန်းចောင်းသားတူတည်ဆုံးခဲ့ပါတယ် မောင်တတ်နိုင်မင်းဟာမေလ21နေ့ညနေပိုင်းကတငယ်ချင်းတွေနဲ့ဘောလုံးကစားနေတဲ့အချိန်နိုင်အောင်ဖြိုး32နှစ်မာစတီ3လမ်းမှာနေတဲ့သူကမင်းတို့ဘောလုံးတွေမကောင်းတော့ဘူးဘောလုံးအကောင်တလုံးမာစတီဖျားနာကတီကိုတော်ထဲမှာငါတွေ့ထားတယ်ဒိုချင်းလက်ယူလို့ပြောပြီးမောင်တတ်နိုင်မင်းကိုစိုက်ကနေခေါ်ဆောင်သွားခဲ့ပါတယ်နိုင်အောင်ဖြိုးကမောင်တတ်နိုင်မင်းကိုဘောလုံးသွားယူမယ်ဆိုပြီးတော့လင်းလင်းလှည့်ဖျားကမြို့ရှောင်းလန်းတိုင်းစိုက်ကနေပဒင်းဆယ်အနီးကိုခေါ်ဆောင်လာခဲ့ပြီး ခဏနေပြန်လာမယ်စောင့်နေလို့ပြောပြီးတော့အသင့်ယူဆောင်လာတဲ့ပီနန်အိတ်ခွန်နဲ့နိုင်လုံးဂျိုးတချောင်းမှာမောင်းတက်နိုင်မင်းကိုပေးထားခဲ့ပါတယ်။နိုင်အောင်ဖြူဆိုင်ကနေတွာလာခဲ့တဲ့လမ်းကြောင်းအတိုင်း CCTV တက်ဆင်ထားတဲ့နေနဲ့ဆိုင်တွေကိုလိုက်လံစစ်ဆေးကြည့်ရှုရမှာတော့နိုင်အောင်ဖြူကအခင်းဖြစ်ပွားရမှာဤကိုဝင်းဝဲတော်ဆက်သူအောင်ကျော်စောခေါ်ကျော်ကြီး32နှစ်မသိန်းတိုးချက်နှစ်ရက်ကွက်နေတဲ့သူနဲ့အတူတပည့်ဆိုင်ထိုင်ခဲ့ပါလေ။ဆက်လက်ပြီးစစ်ဆေးချက်တွေအရာ နိုင်အောင်ဖြိုးအောင်အောင်ကျော်ဇောခေါ်ကြော်ကြီးကိုပြန်ခေါ်ခဲ့ပြီးမောင်တက်လိုက်မင်းထံကနေသူပေးထားခဲ့တဲ့နိုင်လွန်ကျိုးနဲ့ပင်နယ်အိတ်ခွန်ကိုပြန်ယူပြီးတော့ပဒင်းဆယ်အနီးပါပဲမောင်တက်နိုင်မင်းကိုခြေလက်တွေကိုကျိုးနဲ့တုံထောင်ပြီးတော့လက်ပင်းကိုလည်းအဲ့ဒီကျိုးနဲ့ပဲထပ်မံရစ်ပတ်ချီတော်ကမျက်နှာကိုပင်နယ်အိတ်ဆုတ်ခဲ့ပါလေမောင်တက်နိုင်မင်းကရုံးကန်အော်ဟစ်တဲ့အတွက်လက်ပင်းနဲ့ကြောက်တွေကိုနင်းပြီးတော့ကျိုးကိုပုံမတင်းကျက်အောင်ဆွဲတင်းခဲ့ပြီး ထိုးချိတ်ကြကြောက်တာတွေပြုလုပ်ခဲ့ရမှာမောင်တက်နိုင်မင်းကခေါ်လို့မရတော့ပဲတေဆုံသွားခဲ့တဲ့အတွက် ရုပ်အလောင်းကိုအနီးမှာရှိတဲ့ခြုံတော်ထဲမှာပစ်ထားခဲ့ပြီးခြုံတော်အတွင်းမှာရှိနေတဲ့ကာကီအောင်မိုးကလည်းပုံထားခဲ့လို့ဝန်ခံထွက်ဆိုခဲ့ကြပါတယ်ကလေးကို23လေးမနက်9နာရီလောက်မှာမစင်းဆယ်ရဲ့ခြုံတော်လေးကနေပြန်တွေ့ပါတယ်လက်ကိုနောက်ပြန်ကျိုးတုပ်ထားပါတယ်ပြီးတော့ခေါင်းမှာအိတ်ဆွတ်ထားတယ်ကျန်တဲ့ပြင်ပဒဏ်ရာတော့မတွေ့ပါဘူး တက်ချူချက်ပြီးတည်ဆုံလာလို့စေးစားမှာတော့တည်ရတယ်လို့ဘကိုးမျိုးအခြေဆိုင်နိုင်ကူညီမှုအတင်းကတောင်းရှိသူတို့ကပြောပါတယ်မောင်တက်လိုက်မင်းရဲ့မိသားစုအနေနဲ့နေဆက်တဲ့သူတွေပြောပြချက်မှာတော့မောင်တက်လိုက်မင်းတကယ်ချင်းနေနဲ့ဘလုံးကန်နေတာကိုနိုင်အောင်ဖြိုးဆိုတဲ့သူကဆိုင်ကနေခေါ်သွားတာပါနိုင်ဝဲလောက်ကြာတော့နိုင်အောင်ဖြိုးကဆိုင်ကနေပြန်လာတော့မောင်တက်လိုက်မင်းကပါမလာပါဘူးအဲ့ဒါနဲ့မောင်တက်နိုင်မင်းရဲ့မိဘတွေကမေးတော့ ိုင်အောင်ဖြူကသူ့အလုပ်ကိစ္စနဲ့မြို့တစ်ဘက်မှာသွားစရာရှိလို့မောင်တနိုင်မင်းကိုမဟာစီရီလက်ထိပ်မှာချပေးခဲ့တယ်လို့ပြောပါတယ်။မောင်တနိုင်မင်းကမဟာစီရီဘလုံးကွင်းဘက်ကိုလမ်းလျှောက်သွားတယ်လို့ပြောပြီးသူ့အိမ်ကိုပြန်သွားပါတယ်။အဲ့ဒီနောက်ပိုင်းမှာကလေးကပျောက်နေတာပါလို့ဆိုပါတယ်။အဲ့ဒီနေ့ညဘက်မှာပဲမောင်တနိုင်မင်းရဲ့မိဘတွေထံကို ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာပါတယ်။မောင်တနိုင်မင်းကိုပြန်လို့ဂျင်မာကည7:00တိတိမှာ မဟာစီရီအရှိတ်ဘတ်မုတ်အနေကဘလုံးကွင်းထဲကိုငွေကျပ်၅သိန်းနဲ့အတူလာခဲ့ပုံနဲ့အဲ့ဒါကိုရဲတပ်ဖွဲ့ကိုအကြောင်းကြားမယ်ဆိုရင်မောင်တက်နိုင်မင်းရဲ့အသက်ကိုအမမခံဘူးပြောဆိုလာတဲ့အတွက်ကြောင့်ရဲတပ်ဖွဲ့ထံအကြောင်းမကြားဘဲနဲ့မိဘတွေကချင်းဆိုတဲ့နေရာကိုသွားခဲ့ပေးမယ်လေဘသူကမှမတွေ့ခဲ့ဘူးလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့မောင်တက်နိုင်မင်းရဲ့ရုပ်အလောင်းကိုမေလ23ရက်နေ့မှာမစင်းစင်အနေကချို့တစ်ခုမှတွေ့ရှိခဲ့ရတာဖြစ်ပါတယ် မောင်တက်နိုင်မင်းမှာဘကိုးမျိုးအမှတ်3အခြေခံပညာထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ဒူဒူဖြစ်ပြီးမောင်တက်နိုင်မင်းရဲ့ရုပ်လောင်းကိုဘကိုးမျိုးစေဝန်ကြီးကနေသူ့ဘနာမှုလူမှုကွန်ရက်အသင်းမော်တော်ယာဉ်နဲ့ယူဆောင်ပြီးတော့မေလ23ရက်နေ့မိုးလယ်2နာရီမှာပဲစီပြုကွင်းတုတ်တံမှာတကြိုခဲ့ကြောင်းသိရပါတယ်